ဖဘဖမများလုံးမင်္ဂလာပါခုကော်နာနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါတော့ဒီညမှာတော့ချန်ပီယံလိပွဲစဉ်တွေပြန်လဲရှင်ပြိုင်တဲ့ပွဲတွေတဲ့ပေါ်မှာဒီညကျွန်တော်တို့ပွဲပြီးသွားတယ်ကျွန်တော်မန်ချက်စတာစီးတီးနဲ့လီဗာပူးလ်စင်တို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုလုပ်ပြီးတော့မှဖြစ်ပါတယ်ဒီလိုမျိုးနေနဲ့ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကြတယ်ညီကိုလေးနဲ့ like subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ်ဒီအဲဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင် ရင်းဥဆုံးအနေနဲ့ကျွန်တော်ပြောချင်တာတော့ဒီကွဲမှာတော့ချက်စည်းသင်းနဲ့ကျွန်တော်လူထုတ်ပုံကတော်တော်လေးမှမှားယွင်းတဲ့ပုံစံတွေနဲ့ပွက်ထွက်လာတယ်လို့တော့မြင်တယ်ကျွန်တော်ရှေ့ပွဲတွေမှာကျွန်တော်တို့အဲပြီးမှလေးပွဲစဉ်ဆက်နှစ်မှာရှုံးနေထားတဲ့ပုံစံမှာဒီနေ့ပွဲမှာအပြောင်းလဲတွေလုပ်ပြီးတော့ဒီပြခွိုင်းနေနဲ့ပွက်ထွက်လာတာဒီနေ့ပွဲမှာရှုံးပွဲကြုံတွေ့သွားစေတယ်လို့တော့ကျွန်တော်ကမြင်တယ်အထက်ကအဖြစ်ကျွန်တော်ဒီကအဲပြောချင်တာကတော့ မန်ချက်တာစီးရီးရဲ့တိုက်စစ်ကတော့ဒီနေ့ပေါ်မှာအလုံးမဖြစ်ခဲ့ဘူးလို့ပြောလို့ရတယ်။ဟုတ်ကဲ့အဆိုလို့ရှင်ဟောဗီဒီယိုလေးကိုအရင်ဆုံးအနေနဲ့ကျွန်တော်ကိုရလက်လေးကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့ဟောတူးစီးဆိုပြီးတော့မန်ချက်တာစီးရီးကကျွန်တော်တို့အိမ်ခွင်းမှာရှုံးနေသွားတာတွေ့ရတယ်။ကျွန်တော်ပွဲကြုံမှာပြောခဲ့လို့ပဲဒီနေ့ကမန်ချက်တာစီးရီးအနေနဲ့နိုင်ခဲ့မယ်ဆိုလို့ရှင်အဆင့်တစ်ကိုယာယီတက်လှမ်းလာမယ်ပုံစံနေတော့ဒီနေ့မှာတော့အလုံးမဖြစ်ခဲ့ဘူးလို့တော့ပြောလို့ရတယ်။တစ်ဖက်ကကျွန်တော်တို့ လီဗာပူးဆင်ရလာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြီးပြတ်တားထားတယ်လို့ပြောလို့ရအထူးသဖြင့်လီဗာပူးဆင်ရနောက်တန်းလီဗာပူးဆင်ရနောက်တန်းဒီနေ့ပုံမှာလုံးဝကောင်းကြီးကောင်းကြီးဆိုတာတော်တော်လေးမှကြောက်ခမန်းလေးလေးကိုကောင်းတယ်လို့ပြောလို့ရတယ်ဒီဘက်ကကျွန်တော်တို့မက်ဆာစီရဲ့တိုက်စစ်ကကံရဲဘောလုံးတွေများဘလော့လာဆိုတော်တော်လေးမှဘလော့ဆိုကွင်းလင်မှာလည်းကျွန်တော်လီဗာပူးဆင်တော်တော်လေးမှကောင်းလို့သူ့ရဲ့ဘောလုံးပေးမှုကပွက်ကြည့်တဲ့ညီကိုလေးဆိုသိပါတယ်တော်တော်လေးမှအေးစေးဒီကောင်လေးပေးသွားကြည့်လိုက် เนาะลงอ่ะอ่า3รอบแล้วก็ตรงๆอ่ะผักกันผักกันผักกันไปกว่าแล้วตลอดเลยมาตองลิ้นเนี่ยเราไตสึกก็ยกออกได้ปုံสารမျိုးတွေတွေ့ရပြီเนาะแมนเชสเตอร์ซิตี้ရဲ့နောက်တန်းလည်းတော်တော်လေးမှာဒီနေ့ညံဖင်းခဲ့တယ်လို့ပြောလို့ရတယ်ဒီညံဖင်းမှုကြောင့်ပဲแมนเชสเตอร์ซิตี้အနေနဲ့အိမ်ဝင်းမှာကျွန်တော်တို့2ကို0ဆိုပြီးတော့ကျွန်တော်တို့အတွင်းကိုတော့မှထပ်ပြီးတော့မတွင်းနိုင်တဲ့အခြေအနေမျိုးတွေဖြစ်ပြီးတော့တော်တော်လေးမှာအခြေအနေစိုးသွားတယ်လို့ပြောလို့ရတယ်โอเคအဲ့ဆိုရင်ကျွန်တော်တို့အဲခမန်းကျွန်တော်တို့ခမန်းတော့မှဖြစ်တယ် sorry နော်လူစင်းကိုပြန်လဲကြည့်မယ်ဆိုလို့ရှိရင်တော့မန်ချက်တာစီးတီးကဒီနေ့ပေါ်မှာလူစင်းပြောင်းလဲဂိုးသမားအစားကျွန်တော်နောက်တန်းကိုကွင်းလဲရောတိုက်စစ်ကောတော်တော်လေးမှအပြောင်းလဲနဲ့ပွဲထွက်လာတာမြင်တွေ့ရနော်ပြန်ကြည့်မယ်ဆိုရင်ခူဆန်နောက်တို့ဘာလို့ပွဲထွက်လာတဲ့အခန်းကြီးတို့ပြီးလို့ရှိရင်တော့လက်ဘက်လက်ဘက်ကောရိုက်ဘက်ကောပြောရရင်ကျွန်တော် CVD ပါဒီနေ့ပေါ်မှာတော့ပြောင်းလဲတွေလုပ်လာကျွန်တော်မြင်ရဆိုလို့ရှိရင်တကယ်လို့လားဗျာ အဲပင်းမြလေးကျွန်တော်ရှေ့လာမယ်ပင်းမြလေးပွဲကျင်73ကလည်းပွဲကျက်တပွဲဖြစ်နေမယ်ဆိုရင်တော်သေးတယ်ဒါပေမဲ့မန်ချက်စတာစီးတီအနေနဲ့လည်းပွဲ6နဲ့ဒီနေ့ပွဲမှာလူစုံထုတ်လာမယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ဝိုင်းနေနဲ့ကျွန်တော်လူစားအပြောင်းလဲတွေလုတ်လိုက်တာကတော်တော်လေးမှဆိုးသွားတယ်လို့ပြောရတယ်အကွင်းလေးမှာဆိုရင်ကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ရီယိုတို့ပါလို့ပါတယ်ဗျာရီယိုတို့ပြီးလို့ဆိုရင်ခွန်သားလက်တို့ပဲပြန်ပါပြီးတော့ကျွန်တော်တို့ပြင်ချင်တာတော့ပြန်ပြီးတော့တွဲထားပြီးတော့တိုက်စစ်မှာဆိုရင်တော့ဒီနေ့ပွဲမှာအပြောင်းလဲတော်တော်လေးများလဲပါဘော်ဘီတို့ရှိမယ်ပြီးလို့ဆိုရင်စပင်ဟို နဲ့ပြီးရင်မမွတ်တုန်နဲ့မမွတ်လက်တင်ဒီပုံမှာသင်္ကအလုံးမဖြစ်ခဲ့ဘူးလို့ပြောလိုက်ရတစ်ဖက်ကကျွန်တော်တို့အဲလီဗာကူဆင်ရဲ့ဘလုံးမှနောက်တောင်းဘလုံးမှမကြော်ဖြတ်နိုင်တာတွေ့ရပြီးတော့ကိုင်းလေလေဒီနေ့တသိန်းလုံးပြန်ကြည့်ခြုံငုံကြည့်လိုက်မယ်ဆိုမန်ချက်တာစီးစီးတော်တော်လေးမှညံဖြစ်နေလို့ပြောလိုက်ရဒုတိယပိုင်းကျွန်တော်တို့အဲတူးစင်းနဲ့ရှုံးနေမှာမိနစ်60ကျော်80ကျော်လောက်မှလာမသိရတဲ့65လောက်ပါပဲထပ်ထပြီးတော့ကျွန်တော်လူကြအပြောင်းလဲတွေလုပ်တယ်အချိန်မှမှကျွန်တော်ဘော်ဘီတို့နဲ့မမုတ်တို့ထုတ်ပြီးတော့ဟာလန်တို့နဲ့ချက်ကီတို့နဲ့ထည့်ပြီးတော့ သူအနေနဲ့ twin ကိုဒီကိုထပ်ပြီးတော့ twin နိုင်မှုပြန်လဲလောက်တယ်ဒါမှမဟုတ်လည်းကျွန်တော်တို့အလုံးမဖြစ်ခဲ့ဘူးလို့တော့ပြောလို့ရတယ်အဲတော့မှကျွန်တော်ဒုက္ခတို့ဘာတို့ထည့်လိုက်တဲ့အချိန်မှာလဲအဲဒုက္ခအနေနဲ့လဲကျွန်တော်ရှေ့ပွဲတင်မှာတော့လဲကျွန်တော်တို့အဲအလုံးမဖြစ်ခဲ့တော့ဒီနေ့ပွဲမှာလဲတစ်ဖက်ကကျွန်တော်လီဗာကူဆင်ရဲ့နောက်တောင်းဘလူးမတ်1-1တောင်မှမကျော်ဖြစ်နိုင်တဲ့ပုံစံမျိုးချင်းဒီနေ့ကတော့ကျွန်တော်ချီးကျူးချင်တာလီဗာကူဆင်ရဲ့နောက်တောင်းတတော်လေးမှကောင်းမွန်တဲ့3ဘက်နဲ့ကိုဆော့ပြီးတော့ကျွန်တော်တို့တစ်ဖက်ကမန်ချက်စတာစီးရီးရဲ့ကျွန်တော်ဖီအားပေးတဲ့အချိန်မှာတော့သူတို့အနေနဲ့9ရောက်တန်းဖြစ်သွားပြီးတော့ တော်လေးဥမာကျွန်တော်တို့ Manchester City ရဲ့တိုက်စစ်ကိုလုံးဝကိုသူဖြတ်ပလိုက်တယ်လို့ပြောလို့ရတယ်။ညအဆိုရင်ကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီနေ့ပွဲမှာတော့အဲအဝေးကမှလောက်ရှင်ပြန်တဲ့ Liverpool ဆင်းရတော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေသွားတယ်။သူရဲ့ကွင်းလေရောတိုက်စစ်ရောနောက်တန်းကြီးကတော်တော်လေးမှဒီနေ့ပွဲမှာအလုတ်ဖြစ်သွားတယ်လို့ပြောလို့ရတယ်။တွင်းသွားတဲ့အလုံးစတွေဆိုရင်လည်းဒီမှာပြန်ကြည့်လိုက်မယ်ဆိုရင်အဲပထမဦးဆုံးကျွန်တော်တို့တွင်းကိုပထမဦးဆုံးတွင်းကိုမှာဆိုရင်ကျွန်တော်တို့23နှစ်လောက်မှာတွင်းကိုအဲ ိုးဆိုရင်လည်းကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုရင်ခေါင်းတိုက်ပြီးတော့ကျွန်တော်တို့အတာယာတိုက်သွားတဲ့အလုံးကတစ်ဖက်ကကျွန်တော်အခန်းကြီးနေနဲ့လည်းအဲသူ့အနေနဲ့ဘောဟိုဘောလုံးကိုရှင်ပြီးတော့မလူဘူးရာတိမခုံမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ခုံလို့ရတဲ့အခြေအနေကဆရာသမားတေချာရက်ပြီးတော့တို့ကြည့်ဘုကောတစ်ဖက်ကကျွန်တော်တို့အဲလီဗာပူးစင်ကစားသမားနေတော့ဂမရူကနေတော့ခေါင်းတိုက်ပြီးတော့သူ့အနေနဲ့အေးအေးဆေးဆေးပဲတွင်းသွားတယ် အဲ့လုံရအခန်းကြီးတော်တော်လေးမှကျွန်တော်မြင်ရဆိုညံ့တယ်လို့ပြောလို့ရအဲ့လုံကသူတကယ်လို့လားဘောလုံးရှင်းပြီးတော့လုမယ်ဆိုလို့စင်တော့ကိုးချင်မှကိုးမယ်အဲ့လုံမှမကွယ်သူအနေနဲ့ဘောလုံးခုံတော့မခုံလိုက်ပဲနဲ့ကြည်နေတဲ့အချိန်မှာတော့ဟိုကောင်အေးအေးစေးစေးလေးခေါင်းလေးတိုက်ပြီးတော့တွင်းသွားတယ်နောက်ဒုတိယလုံဆိုရင်54မိနစ်မှာတွင်းသွားတယ်လုံအဲ့လုံကလည်းကျွန်တော်တို့တောင်းကန်ဘောကနေရရပြီးတော့တွင်းသွားတယ်လုံအဲ့လုံမှဆိုလို့လည်းမန်ချက်စတာစီးတီးရဲ့ကစားသမားနောက်တန်းကစားလည်းတော်တော်လေးမှညံ့တယ်လို့ပြောလို့ရတယ်ဒီဘက်ကလီဗာပူးစင်ကတော့ရှင်းပါတယ်သူတို့အနေနဲ့ သူကြီးပဲအဓိကထားထားဆော်တယ်ပြီးလို့ဆိုရင်တော့ဒီဘက်ကမန်ချက်စတာစီးတီးရဲ့ဖိအားပေးလာတဲ့အချိန်မှာတော့ဟောနောက်တန်း9ရောက်နေနေသူတို့နေ5အဟုတ်တယ်5 532ပုံစံမျိုးနဲ့ပြောင်းပြီးသူတို့နဲ့စော်ပါတယ်။ကိုင်းလင်းမှာလည်းတော်တော်လေးငြိမ်းနေ။ပြီးရင်လည်းကျွန်တော်နောက်တန်းတစ်ဖက်ကကျွန်မချစီးတီးရဲ့တောက်လျှောက်ဖိအားပေးမှုသူတို့နေနဲ့အေးအေးဆေးဆေးကြော်ဖြတ်ပြီးတော့တုံ့မှတ်ရယူသွားတယ်လို့ပြန်ဒီနိုင်ပွဲကြောင့်ပဲဒီဘက်ကုဆင်းအသင်းနေနဲ့လည်းကျွန်တော်တို့ဝေကူမလာရောရှင်ပဲနဲ့ပွဲမှာတော့သူတို့နေနဲ့အများကြီးမဲ့အောင်လင်းမှာထားပဲဒီနေ့ပွဲမှာတော့ အနိုင်တုံးမရဘူးလားသူတို့တက်ကတော်တော်လေးမှကျေနပ်စရာကောင်းပေမဲ့ဒီဘက်ကကျွန်တော်အင်ရှင်ဖြစ်တဲ့မန်ချက်လာစီးရီးယားတက်ကတော့တော်တော်လေးမှနက်နာသွားတယ်လို့ပြောလို့ရတယ်ကျွန်တော်အဆင့်တစ်ကိုတက်လာမဲ့ခွင့်ရီးကိုကိုယ်တိုင်ပဲရိုက်ချိုးလိုက်တယ်လို့တော့မြင်တယ်မိပြအနေနဲ့ကျွန်တော်တို့ရှေ့ပွဲမှာထုတ်ခဲ့တဲ့လူစင်းတိုင်းတာထုတ်သွားလာမယ်ဆိုရင်ဒီနေ့ပွဲမှာတော့ပြောင်းလဲအဲဖြစ်ပြီးတော့နိုင်နိုင်ပွဲတွေကိုပုံဖော်နိုင်မယ်လို့ကျွန်တော်မြင်တယ်အထူးဖြစ်ကျွန်တော်အဲဒိုကူတို့ပြီးလို့ဆိုရင်ကျွန်တော်တို့ စာမင်ဟိုထည့်မယ်ဆိုရင်လည်းအဆင်ပြေတယ်စာမင်ဟိုတို့ဆိုရင်လည်းဒီနေ့ပတ်မှာတော့အဲအများကြီးအလုံးမဖြစ်ပြင်လည်းတော်တော်လေးမှာကျွန်တော်ခြေသွင်းနေပြတယ်ပြီးရင်တော့ကျွန်တော်အဲပွဲကြည့်မှာပြောခဲ့လို့ပဲအဲ့လူစင်းအတိုင်းသာထုတ်မယ်ဆိုရင်တော့ဒီနေ့ပတ်မှာလီဗာကူစင်ကိုတို့အနေနဲ့နိုင်နိုင်ကောင်းနိုင်နိုင်ပေမဲ့တကယ်လို့ဒီနေ့တကယ်လက်တွေ့မှာတော့လူထုတ်လာတာတော့တော်တော်လေးမှာကွဲပြားသွားတယ်လို့မြင်တယ်ကျွန်တော်တော့မှကြည့်လိုက်တယ်ဟာလူစင်းထုတ်လာတာဘလူးကြီးလုံးဆိုလို့တော့မှဖြစ်သွားပြီးတော့တော်တော်လေးမှအာအာတင်းခဲ့ရတယ်ပြောလဲရှုံးနေသွားတာတော့မထူးဆန်းပါဘူးဒီလူစင်းတွေကတော့ ဘာဖြစ်လို့ဆိုရင်တော်တော်လေးမှအချိန်ကြီးဆိုတဲ့တိုက်ဆက်ကထင်အလုတ်တစ်စက်မှအောင်မဖြစ်တဲ့ပုံစံမျိုးလေကန့်သွင်းကြရင်တော့မှတိတ်ပြီးတော့မရှိလိုက်တဲ့ပုံစံမျိုးလေးကိုကျွန်တော်ကြည့်ရမယ်ကျွန်တော်တစ်ချက်ကြည့်လိုက်ပါမယ်ရှော့တာဂက်ကျွန်တော်အရင်ဆုံးပြောမယ်ကြာလီဗာပူးလ်စင်အရင်ဆုံးပြောမယ်ရှော့ရင်တာဂက်မှာလီဗာပူးလ်စင်နှစ်ကြိမ်ရတယ်နှစ်ဂိုးကိုတယ်မန်ချက်စတာစီးတီးကခုနှစ်ကြိမ်ရတယ်တကူမှမကူဘူးတိုးတဲ့ရှော့မှာတော့ကျွန်တော်တို့လီဗာပူးလ်စင်ကခုနှစ်ကြိမ်ကန်းပြီးတော့ မန်ချက်စတာစီးတီးယား16ကြိမ်ထိတောင်မှကန်ထားတဲ့ပုံစံမျိုးရှိတယ်ဘောလုံးပိုင်ဆိုင်မှုမှာဆိုရင်တော့မန်ချက်စတာစီးတီးယား55ရာခိုင်နှုန်းရှိပြီးတော့လီဗာကူတင်က55ရာခိုင်နှုန်းရှိဂိုးအေဂျီမှာဆိုလို့ရှိရင်1.85တောင်မှမန်ချက်စတာစီးတီးယားရောက်နေတာအဲဆင်းတာစဉ်းစားကြည့်တစ်ဖက်ကလီဗာကူက0.55ပဲရှိအဲ့တော့လီဗာပူးလ်ဆင်ကရှော့ဝန်တာဂက်နှစ်ကြိမ်ရတာကိုနှစ်ကြိမ်သွင်းဖို့ဖြစ်ပြောင်းလာရင်တစ်ခါကမန်ချက်စတာစီးတီးအနေနဲ့တော်တော်လေးအချိန်နေစုသွားတယ်လို့ပြောလို့ရ။ညီကိုတွေနဲ့ရောဘယ်လိုမြင်ကြလဲ ကျွန်တော်ကတော့ထင်ပါတယ်ဒီလူစီနဲ့ထွက်လိုက်တော့ဟာလန်တို့ဘာလို့ကျွန်တော်ထင်တယ်တော့အမမှုကိုတော့မှတကယ်လို့လူစင်းထုတ်လာလို့ဆိုရင်ဗျအဓိကသူတိုက်စစ်ကိုမပြောင်းလို့ထင်ဒါပေမဲ့တိုက်စစ်ကိုပါထပ်ပြီးတော့ချိန်ညက်လုံးလိုက်တာတော့မန်ချာစီးတော့ကပို့ပြီးတော့နက်နာသွားတယ်လို့ကျွန်တော်အမြင်နဲ့ကွင်းလယ်မှာလည်းတော်တော်လေးဥမှာကျွန်တော်ဘောလုံးတွေအပြတ်များခဲ့တယ်လို့ပြောလို့ရတယ်ဘောလုံးပြတ်များပေမဲ့ဒါပေမဲ့တစ်ဖက်ကကျွန်တော်ဟိုလီဗာကူစင်ရဲ့တိုက်စစ် ပြန်ဆင်မှုကိုသူတို့အနေနဲ့ပြောင်းရင်းတော့မဖြစ်တာကိုကျွန်တော်အမည်အမည်ရပြောပြောတာနော်ကွင်းလေတော့ဒီတိုင်းကိုပြောတာမဟုတ်ဒီတိုင်းတော့သူတို့အနေနဲ့ဘောလုံးကင်ပြီးတော့အလုံးမဖြစ်ခဲ့ဘူးလို့ပြောလိုက်ရတယ်။တစ်ခါကကျွန်တော်လီဗာပူးဆင်ကကျွန်တော်တိုက်စစ်ဆင်လာတဲ့အချိန်မှာတော့ကွင်းလေရောနောက်တန်းရောတော်တော်လေးမှပြာရခတ်နေတဲ့မျိုးအချိန်မျိုးမျိုးတွေကိုမြင်တွေ့ရတယ်လို့ကျွန်တော်အမြင်ရဆိုတော့ညီနဲ့ဂျီကိုဒင်းနဲ့ရောဘယ်လိုမြင်ကြလဲ။ဒီရရှိမယ်ဆိုတော့ကြားတယ်မန်ချက်စတာစီးတီးနဲ့လီဗာပူးဆင်တို့ရဲ့ပွဲပေါ်ဘယ်လိုမြင်ကြလဲ။ဝင်ရောက်ဆင်းနေမှတ်ချက်ပြီးတော့လေ့ရပါတယ်။ ကျွန်တော်ရကျွန်တော်ကတော့ပွဲကြုံမှာပြောခဲ့လို့ပဲမန်ချက်စတာစီးတီးအနေနဲ့အင်္ဂွေမှာနိုင်မဲ့ပေါ်ပေါ်ပြီးတော့ကျွန်တော်အဆင့်တစ်ကိုတလန်းလာမယ်လို့တော့ယုံကြည်ထားမိတယ်ဒါမှလည်းတကယ်လက်တွေ့မှာထင်ထားသလိုတော့မဖြစ်ခဲ့ဘူးလို့တော့ပြောလို့ရတယ်ဒီရှုံးမွေးကြောင့်ပဲသူတို့အနေနဲ့အဆင့်ကြောင့်ပြန်ကြည့်လိုက်မယ်ဆိုရင်အဆင့်6နေရာထီကိုဆင်းပေးလိုက်တော့အဆင့်9နေရာမှာတော့ကျွန်တော်တို့ချက်စီတင်ရတော့ဥဆောင်နေတယ်လို့ပြောလို့ရတယ်မန်ချက်စတာစီးတီးတော့ကတော့တော်တော်လေးမှာနှက်နာသွားတယ်လို့ပြောလို့ရတယ်မီဒီယာတိတိကျကျတော့ကျွန်တော်ရှုံးနေသွားလို့ ောက်ကကြောင့် Newcastle လည်းရှုံးနေတာကြောင့်ချက်သိသိသိနဲ့နိုင်တာတော့တရားမယ်။နောက်ပြန်ကြရင်တော့ကိုရီတင်းဘယ်လိုလာမယ်ဆိုတာစောင့်မျှကြည့်ရှုပြီးတော့အားပေးလို့ရပါတယ်။ဒီလောက်ပါပဲ။ Like ရှုပေးတဲ့ညီကိုတရားရှင်းနေတာကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆောင်လို့ကြတော့ဗျာ။